ဘောလုံးချစ်ရွှေညီကိုများအားလုံးမင်္ဂလာပါခင်ဗျာ DS Football Prediction မြန်မာကနေကြိုဆိုပါရခင်ဗျာကျွန်တော်မနေ့ကတော့ Champion League နှစ်ပွဲကျွန်တော်သုံးသပ်တင်ပြပေးခဲ့တဲ့နေရာမှာနှစ်ပွဲလုံးနိုင်ခဲ့ပါရခင်ဗျာအဲ့တော့ကြောင့်မလို့လဲဘောလုံးချစ်ညီကိုတွေအကျိုးမြတ်ရကြလိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်ပါရခင်ဗျာကျွန်တော်ဒီနေ့ညမှာဆိုလို့ရှိရင် Conference League နှစ်ပွဲရဲ့ UEFA League တစ်ပွဲရဲ့ကျွန်တော်ရဲ့အတွေ့အမြင်ထဲမှာနိုင်ဖို့ရာခိုင်နှုန်းအများဆုံးပွဲ၃ပွဲကိုကျွန်တော်သုံးသပ်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ကဲပါ intro လေးပြီးရင်တော့စားလိုက်အောင်ဗျာကျွန်တော်ပထမဆုံးသုံးသပ်ပေးမယ့်ပွဲကတော့ VF Britain နဲ့ Victoria Kumaris သူကတော့ UEFA Conference League ဖြစ်ပါတယ် VF Britain ကကျွန်တော်1 mile 1 mile 30အထိကြီးပြင်းပေးထားတယ်ခင်ဗျာကျွန်တော်9ပေါင်းရကြည့်မယ်ဆိုလို့ရှိရင်လည်း9ပေါင်းကြည့်မယ်ဆိုရင်လည်း2 mile 80ဖွင့်ပေးထားတာတွေ့ရပါတယ်ဗျာကျွန်တော် VF Britain ကပုံမှန်ပြင်းလေးအမှတ်ပေးပွဲစဉ်ဒီမှာဆိုလို့ရှိရင်ဒါ 2မိုင်50 2မိုင်60ထပ်ပို့ပြီးတော့မှအဲ့လိုမျိုးခြေပြင်းတာမျိုးတော့မတွေ့ဘူးဗျအခုလက်ရှိမှာဆိုလို့ရှင်ဒါ rehabilitation က body ဇေယောကိုပေါင်းဇေယောကတော်တော်လေးပြင်းရှားတယ်လို့တော့ပြောလို့ရတယ်ဗျရောပေါ်တူဂီလီကလပ်က Victoria Kumara အတင်းရလဲအရန်တော့ခဏညံ့အတင်းတော့မဟုတ်ဘူးဗျဒါတူလီမှာဆိုလို့ရှင်လဲသူပြင်းလီအဆင့်ခုနှစ်နေရာမှာယက်တီထားနိုင်တာကိုတော့တွေ့ရတယ်ဗျပြီးတော့ ဗီတိုရီယာကူမာရဲ့အတင်းအနေနဲ့ကလည်းအတင်းကြီးတွေကိုဒုက္ခပေးနိုင်စွမ်းကောင်းကောင်းရှိတဲ့အတင်းဆိုလဲမမဘူးဗျ။အဲကြောင့် rehabilitative အတင်းအနေနဲ့ကတော့ short track ထားလို့တော့မရပါဘူး။ဒါ rehabilitative အနေနဲ့ဒါနောက်ဆုံးဆော့ခဲ့တဲ့ငါးပွဲမှာ solution လေ၄ပွဲနိုင်ပြီးတော့မှတပွဲပဲရှုံးထားတယ်ဗျ။အဲ့ဒီစုစုပေါင်းဆော့ခဲ့တဲ့နောက်ဆုံးငါးပွဲမှာ solution ရာကိုးအနေနဲ့၁၀ကိုးရထားပြီးတော့ဘေးကိုးအနေနဲ့၃ကိုးပဲရှိထားတာကိုတွေ့ရတယ်ဗျ။ဒါ ိုက်စစ်အားကောင်းတဲ့အသင်းလို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်ဗီတိုရီယာဂူမာရက်အသင်းအနေနဲ့ကတော့နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာတော့၂ပွဲနိုင်၃ပွဲသေရပဲရထားတာကိုတွေ့ရတယ်ဗျဒါဗီတိုရီယာအနေနဲ့ကလည်းခံစေအားကောင်းတဲ့အသင်းလို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်အခုကအဲကျွန်တော်တို့ real batik ကအိမ်ခွေးမှာလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီညမှာတော့အာ အကောင်းဆုံးပြင်ဆင်ပြီးတော့ကန်သွားမယ်လို့လည်းယုံကြည်ပါတယ်အဲဗစ်တိုးရီယာဂူမာရက်စ်ကလည်းခန်းစစ်ကိုအကောင်းဆုံးပြင်ဆင်လာပြီးတော့မှအနည်းဆုံးတည်ရအောင်တော့ဆော့သွားမယ်လို့ထင်ပါတယ်ဗျဒီနှစ်သင်းရဲ့ဒီလက်ရှိကာရန်ဖောင်အရာရောအသင်းရဲ့စုဖွဲ့မှုအရာရောရီယယ်ဘက်တစ်ကအခုနောက်ပိုင်းမှာအရှင်ကထက်အများကြီးတာလွန်လာတာကိုတွေ့ရတယ်ဗျအဲ့ဒီကြောင့်မလို့ကျွန်တော်ကတော့ဒီနေ့ညပွဲမှာတော့အာ real patic body ကိုပဲကျွန်တော်ရွေးချယ်ပါတယ်ဗျ ထမအဆုံးကျွန်တော်ရွေးချယ်မှုက rehabilitative body တကြောင်နေဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ရွေးချယ်မှုဒုတိယပွဲစဉ်အရဆိုလို့ရှိရင်ယူပါလီပွဲစဉ်ဖြစ်တဲ့ Victoria ပယ်ဇန်နဲ့ Lazio ပွဲစဉ်ဖြစ်ပါတယ် Victoria ပယ်ဇန်နဲ့ Lazio ပွဲစဉ်မှာဆိုလို့ရှိရင် Lazio က level အရှုံးထိပေးထားပြီးတော့မှကိုးကောင်းရကြည့်မယ်ဆိုလို့ရှိရင်လည်း3လုံး80ဆိုပြီးတော့မှခြေဖွင့်ထားပါတယ်ယူပါလီလီဖစ်ပွဲစဉ် ပြီးတဲ့နောက်မှာကျွန်တော်တို့လာဂျီယိုကသူတို့ဆော့ခဲ့ရတဲ့နောက်ဆုံး6ပွဲမှာ3ပွဲနိုင်2ပွဲတည်နေတဲ့2ပွဲပဲရှုံးထားတာကြောင့်ရလတ်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အရန်မဆိုးဘူးလို့တော့ပြောလို့ရတယ်ဗျခန်စစ်က2ပွဲသာသွင်းကိုခွင့်မပြုခဲ့ရတာကိုလည်းတွေ့တယ်ဗျအခြားကြံတဲ့5ပွဲမှာတော့လာဇီယိုတွင်ကိုခွင့်ပြုထားတာကိုတွေ့ရပါတယ်ခင်ဗျာလာဇီယိုကယူဘာလီမှာအဆင့်1နေရာရခဲ့တယ်လို့အာ ယူရိုပါလီအဝေးခွင်၄ပွဲကစားထားတဲ့နေရာမှာဆိုလို့ရှိရင်လည်းအဲ၃ပွဲနိုင်တပွဲရှုံးနဲ့ရာကို၈ကိုပေကို၂ကိုသာရှိခဲ့ပါတယ်ခင်ဗျာလာဇီယိုအနေနဲ့ဘရာဂါကိုရှုံးခဲ့တဲ့ပွဲကလည်းအရန်အေးမကြီးတဲ့ပွဲဖြစ်တဲ့တကြောင်မို့လို့လည်းဟိုရှုံးခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ခင်ဗျာအဲ့ဒီချက်ကိုတော့ကျွန်တော်တို့သတိထားပါမယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီဗီဒိုရီယာပယ်ဆန်ကဆိုလို့ရှိရင် chess league က အသင်းသတင်းဖြစ်ပြီးတော့မှဗီတိုးရီးယားပယ်ဆန်ကဒါ qualifying အဆင့်ကနေပြီးတော့မှ EU ပါလိကစားခဲ့ရတာဖြစ်ပြီးတော့ရှစ်ပွဲကစားထားရမှာအဆင့်16ပဲရခဲ့တာကြောင့် playoff ထပ်ကစားခဲ့ရပါတယ်။ Live အင်ကွင်း၄ပွဲမှာတော့ Societat နဲ့ Anderlecht တို့ကိုအနိုင်ယူခဲ့ပြီးတော့ Ludo Goret ကိုတည်ရ United တို့ကိုရှုံးနေထားတာတွေကိုတွေ့ရပါတယ်။အဲ playoff ပွဲစဉ်ဒီမှာဆိုလို့ရှိရင်လေ Faranbaru အသင်းကို အဝေးကွင်းမှာ 1C ဆိုတဲ့ရလနဲ့ရှုံးနေခဲ့ပြီမဲ့အိမ်ကွင်းမှာတော့ 3C ဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့ပြီးတော့မှကျွန်တော်16တက်16တင်းအဆင့်ရှုံးထွက်အဆင့်ကိုဒါတက်ရောက်လာတာဖြစ်ပါတယ်ဗီတိုရီယာပယ်ဆန်ကယူပါလီမှာအသင်းကြီးတွေလို့ပြောလို့ရတဲ့ဆိုစီတက်နဲ့ United ဘီဘာဝိုးနဲ့ကစားခဲ့ရပြီးတော့မှအဲ့၃ပွဲမှာလည်းဆိုစီတက်ကိုယ်သာအနိုင်ရပြီးတော့မှ United နဲ့ Bilbao ကိုရှုံးနေထားတာကိုလည်းတွေ့ရတယ်ဗျ ဒါအခုဆိုလို့ရှိရင်လည်းအသင်းကြီးတွေဟာသတင်းဖြစ်တဲ့လာစီယိုနဲ့ထပ်တွေ့နေတာမဟုတ်လို့ဒီညအတွက်ကတော့ဗီတိုရီယာပေဇန်အတွက်ကတော့အရင်ကြီးတော့လွယ်ကူနေမဲ့ပွဲစဉ်တော့မဟုတ်ပါဘူးခင်ဗျကျွန်တော်ဒီညမှာလည်းကျွန်တော်ရဲ့အကြိုက်ဆုံးအနေနဲ့ကတော့လာစီယိုဘော်ဒီတချောင်းလေးကိုပဲကျွန်တော်ဒုတိယရွေးချယ်မှုအနေနဲ့ထပ်ပြီးရွေးချယ်ပေးပါရစီခင်ဗျာကဲကျွန်တော်တတိယမြောက် ရွေးချယ်ပြိုင်ပွဲပွဲစဉ်ကတော့ UEFA Conference League က Copenhagen တင်းနဲ့ဟို Chelsea တင်းတို့ပဲဖြစ်ကြပါဗျ။ဒီဘက်မှာဆိုလို့ရှိရင်တော့ Chelsea ကနေပြီးတော့မှ Origi တက်ပေါင်း30 9ပေါင်းကြီး3ပေါင်း90ဖွင့်လှစ်ထားတာကိုတွေ့ရပါတယ်ခင်ဗျာ။အာ Copenhagen ကကျွန်တော်တို့ Damal League ရဲ့အကောင်ဆုံးအတင်းတင်းလို့လည်းပြောလို့ရပါတယ်လက်ရှိမှာလည်းဘီရင်းလီရဲ့အဆင့်1နေရာမှာယက်တီထားနိုင်တဲ့အတင်းလည်းဖြစ်ပါတယ်ခင်ဗျဟုတ်ဒီဆော့လာခဲ့တဲ့ အာ UEFA Conference League ပွဲတောင်လျှောက်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်လည်းအသင်းငယ်တွေကိုကိုပြတ်အနိုင်ယူပြီးတော့မှအသင်းကြီးတွေကိုတုတ်ခတ်ပေးနိုင်ကြတဲ့အသင်းတသင်းဆိုလည်းမမပါဘူးခင်ဗျစုဖွဲ့မှုကလည်းအားကောင်းပါတယ်ဒါပေမဲ့ဒီကိုပင်ဟေဂင်ရဲ့အားနေချက်ကဘာလဲဆိုတော့သူတို့ကဒီဒီသူတို့စီမှာပွဲစဉ်တွေပြန်စတာလည်းတိတ်တော့မကြသေးဘူးခင်ဗျ လီပွဲစဉ်တွေပြန်စားတာလည်းတိတ်တော့မကြသေးပါဘူးပြီးတော့သူတို့ရဲ့ပိုင်ရှင်ကလည်းအခုနောက်ပိုင်းကြည့်မယ်ဆိုလို့ရှိရင်အတင်းကကစားအားကောင်းတဲ့ကစားသမားတွေဆိုလို့ရှိရင်ရောင်းချနေတာတွေကလည်းများပါတယ်ဗျအဲ့တော့ကျွန်တော်ဒီဘက်ချက်စီတင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအာဆော်ပိုင်းနေမှာ ဒီအရှုံးရလက်တွေအများကြီးကိုကြုံတွေ့ခဲ့ရတယ်ဆိုပေမဲ့အခုဒီနောက်ဆုံးဆော့သွားတဲ့ပွဲစဉ်မှာဒါအနိုင်ရရှိခဲ့တာရယ်ပြီးတော့ဒီအခုနောက်ပိုင်းမှာလည်းတဖြည်းဖြည်းနဲ့တော့အဲရလက်လေးတွေပူပြီးကောင်းလာမယ်လို့လည်းထင်ပါတယ်ခင်ဗျဟိုဘယ်လိုပဲတွေ့တွေ့ပါကျွန်တော်တို့ဒီ Chelsea နဲ့ကိုပင်ဟေဂင်နဲ့ဆိုတာကအတင်းပါပါရောပြီးတော့စူဖွဲ့မှုအားလုံးကအရာရာ Chelsea ရပဲတာလွန်နေတာဖြစ်ပါတယ်ခင်ဗျကျွန်တော်ဒီနေ့ညပွဲမှာတော့ ကျွန်တော်ဒီ Chelsea ပွဲကိုတော့အကြိုက်ဆုံးပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရပဲကြည့်ကြည့်ကျွန်တော်ခြေစွမ်းရပဲကြည့်ကြည့်ပြီးတော့အခုနောက်ပိုင်းကလည်းဒီနေ့ပွဲကိုကျွန်တော်ဝက်ဘ်ဆိုက်သတင်းတွေအရ Chelsea ကလူဆောင်တက်ဆုံးကစားလာမယ်ဆိုတာမျိုးကိုလည်းကျွန်တော်တွေ့ရပါတယ်ခင်ဗျာအဲဒါကြောင့်မလို့ဒီနေ့ညကလည်းဒီတတိယမြောက်နောက်ဆုံးရွေးချယ်မှုအနေနဲ့ကလည်း Chelsea body တချောင်းတည်းကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ခင်ဗျာ ကျွန်တော်ရဲ့ရွေးချယ်မှုတွေကိုသဘောကျကြိုက်နေတတ်တယ်ဆိုပါကကျွန်တော်ရဲ့ YouTube channel link လေးတွေကို like and subscribe လေးနဲ့အကူအညီအားပေးကြပါဦးခင်ဗျာ ပြီးတော့ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment မှာလည်း Telegram link လေးကိုလည်းထည့်ထားပေးပါရယ်ကျွန်တော်တခါတလေဗီဒီယိုမတင်ပြတဲ့အခါဒီမှာဆိုရင်လည်း Telegram မှာကျွန်တော်ရဲ့တပွဲကောင်းနှစ်ပွဲကောင်းသုံးပွဲကောင်းလေးတွေကျွန်တော်အမြဲတမ်းခြားပေးလေးရှိပါတယ်ခင်ဗျာညီကိုတွေအားလုံးအပေါင်းပြကြပါစေခင်ဗျာ โอเคเจซูပါခင်ဗျာ